ါကတော့ရလကြရှည်စွာညနေစာစားတဲ့အကျိုးကျေးဇူးကြောင့်မလို့ကြောက်ကထိခိုက်ပျက်စီးသွားတာဖြစ်ပါတယ်ညနေစာစားတာကတင်းရဲ့ကြောက်ကကိုတဆင့်ပြီးတဆင့်ပျက်စီးစေနိုင်ပါတယ်အကယ်၍တင်းလဲညစာနောက်ကျမှစားတတ်တဲ့အကျင့်ရှိတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်တင်ပါတယ်ပထမဆုံးအနေနဲ့ည7:00နာရီနောက်ပိုင်းမှာခန္ဓာကိုယ်ကစွမ်းရင်ခြွေတာတဲ့ safe mode အနေထားကိုပြောင်းသွားပြီးဖြစ်ပါတယ်အဲ့ဒီအချိန်မှာတင်းကအစာကိုအစာရင်ထဲကိုထပ်ထည့်မယ်ဆိုရင်တော့အစာရင်ကဒီအစာကိုအပြည့်အဝခြေဖြတ်ဖို့အတွက်အချိန်အနည်းဆုံး၄နာရီလိုအပ်ပါတယ်။တ အိပ်ပြုတ်သွားတယ်ဆိုရင်တော့မှညစာတွေကိုချစ်ဖြတ်ဖို့အတွက်အဆိုင်ရအစစ်တွေကိုအချိန်ပိုစင်းပြီးထုတ်လို့ရပါတယ်အိပ်ပြုတ်နေတဲ့အခါမှာအစာမျိုးပြင်ချက်သားတွေကညော့နေလာပြီးတော့အဆိုင်အစစ်ကအစာမျိုးပြုံကိုအလွယ်တကူပြန်တက်လာပြီးပူလောင်စေပါတယ်ခြောက်ခက်ကတော့ပူဆိုးပါတယ်သူကတင်းအိတ်နေတဲ့အချိန်မှာစကားစစ်စနစ်ကိုပြုပြင်ဖို့အချိန်ယူရမှာဖြစ်ပေမဲ့အစာအနေဖြစ်လာတဲ့ဇီဝကံမှဖြစ်စဉ်ရဲ့အညစ်အကြေးတွေကိုတညလုံးတင်းကျပ်စစ်ထုတ်ခိုင်းနေတဲ့ အတွက်ကြောင့်မလို့မာရသွန်ပြေးပြီးကာစားလူကိုအုပ်သိမ်းခိုင်းတာနဲ့တူပါတယ်။ရေရှည်မှာဒီလိုဆက်သွားနေမယ်ဆိုရင်တော့တင်းကြောက်ကမှပြဿနာမဖြစ်ဘူးလို့ပြောလို့မရပါဘူး။ဒါအပြင်ညအချိန်မှာခန္ဓာကိုယ်ကကယ်ဆီယမ်ဆွန့်ထုတ်မှုအမြင့်မားဆုံးအချိန်ဖြစ်ပါတယ်။တင်စားတဲ့ညစာတွေမှာပါဝင်တဲ့စားတတ်တွေကကယ်ဆီယမ်ပမာဏကိုအလွန်မင်းတက်စေပြီးတော့ဒီကယ်ဆီယမ်တွေဟာကြောက်ကထဲမှာတဖြည်းဖြည်းစုပေါင်းလာပြီးတော့ဆံပြုတ်ကိုကြိုရင်းနဲ့ရေခမ်းသွားတဲ့နောက်ပိုင်းမှာဖြစ်တဲ့လိုမျိုးနောက်ဆုံးမှာမာကျောတဲ့ကြောက်ခဲငယ်လေးတွေအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်။အဲ့ဒီအရာတွေက စီးပြုံတစ်ချောက်ကနေပြီးတော့မှအောက်ကိုရွှေ့ချလာပြီးတော့အာယုံကြောတွေကိုပြင်းပြင်းထန်ထန်နှိုးစားတဲ့အကြောင်းမလို့သွားကြိုက်တာထထောင်ပို့ပြီးနာကျင်စေပါတယ်အထူးသဖြင့်ဘီယာနဲ့တက်တောက်တဲ့အသားကင်လိုမျိုးမီနူးတွေမှာ ပူရင်းဓာတ်တွေအများကြီးပါပါတယ်ညအချိန်မှာခန္ဓာကိုယ်ရဲ့ဇီဝအကမှဖြစ်စဉ်ဟာနှိကွေးနေတယ်ဆိုတော့သိထားမှဖြစ်ပြီးတော့ဒီယာတွေကအချိန်မီအပြင်ကိုမစွန့်ထုတ်နိုင်ဘူးဆိုရင်ခန္ဓာကိုယ်အတွင်းမှာယူရစ်အက်ဆစ်အဖြစ်ပြောင်းလဲပြီးစုပုံလာပါတယ်ဒီဓာတ်တွေအရင်များလာရင်ဘလို့ပြဿနာတွေဖြစ်လာနိုင်လဲဆိုတာကိုဒီဗီဒီယိုကိုကြည့်နေတဲ့တွေတိတိကျကျသိလိမ့်မယ်လို့ထင်ပါတယ် တချိန်တည်းမှာပဲခန္ဓာကိုယ်ကစားတက်ကိုမျှတအောင်ထိမှုတွေရေကိုအတင်းအကျပ်ဆုပ်ယူရတဲ့အကြောင်းမလို့နောက်နေ့မနေ့နိုးလာတဲ့အခါမှာမျက်နှာထိုးခံနိုင်ရလို့ရောင်ရဲနေပြီးတော့ညရဲ့နှစ်ထပ်ကနေတစ်ထပ်ထဲဖြစ်သွားတာမျိုးကြီးဖြစ်နိုင်ပါတယ်မိကပ်လေးနောက်မှဒီရေဖြင်းဖြင်းနဲ့ရုပ်ဆိုးနေတာကိုဖုံးလို့မရနိုင်ပါဘူးအချို့သူတွေကအဲ့ရမွင်ခင်မှာတစ်တီးရေစားတာကဘာမှမဖြစ်ပါဘူးလို့ပြောကြပါသေးတယ်ဒါပေမဲ့ ညနေပိုင်းမှာခန္ဓာကိုယ်ရဲ့ဇီဝကံမှလုံဆောင်နိုင်စွမ်းတွေဟာကျဆင်းသွားတဲ့အကြောင်းမလို့အသီးထဲမှာပါတဲ့တရားဓာတ်တွေကအများကြီးစားမိတယ်ဆိုလို့ရှိရင်အဲ့တရားဓာတ်တွေကကြောက်ကထဲမှာစုပုံပြီးသူ့ရဲ့ဝင်းကိုပိုးပြီးတိုးစေပါတယ်။ဟော့ပေါ့အသားကင်လိုမျိုးစီနဲ့စားတဲ့အလွန်များတဲ့အစားအစာတွေအကြောင်းဆိုလို့ရှိရင်တော့ပိုးရောဆိုးတာပေါ့။ဒီအစားအစာတွေကကြောက်ကရဲ့လုပ်ငန်းဆောင်တာတွေကိုနှစ်ဆတိုးစေပါတယ်။ဒါကြောင့်ကျန်းမာရေးနဲ့ညင်ညွတ်တဲ့အစားအစာတွေကိုနည်း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 စားတာဘာမှမဖြစ်ပါဘူးလို့ကိုကိုကိုလိန်ညာတာမျိုးတွေလည်းမလုပ်ပါနဲ့။ညနေပိုင်းမှာ အစားတောက်စားသုံးခြင်းဟာဘာကောင်းကျိုးမှမရှိပါဘူးတင့်ကြောက်ကတကယ်ပျက်စီးသွားမှပါဇက်ကိုထိန်းချုပ်ဖို့ဘလောက်အရေးကြီးတယ်ဆိုတာကိုနောင်တမရပါနဲ့နော်